皆さんこんにちは。今日はポイントシナネリーでやだしびよレコメンさんね、ジオリチャサチチメ。延損散者さんを鼓さじんだろう呼びよ、寄せなばれ。借あゆはろ、いなさんま借棒もしろ、ちまろ借棒を投なばれ。ばやなまも手べね、ပထမဆုံး借大いべ漁びよ、ပထမ湯を投ねばの。今ดุริยะ湯を手びよ。ちまထမင်းさぞんね、さ2ဆုံး、てじゃ2ဆုံး、 ပြီးတော့ကျေးဥစွာနဲ့အချိုမုတ်ပဲမလို့အချိုမုတ်ကတော့မဖြစ်မနေထည့်လိုက်ပါတယ်ပြီးတော့ကျက်သွန်ပြူလီးပြီးတော့ထည့်ပြီးပြုတ်ထားပါတယ်ရေကတော့ကျက်ပြုတ်ရေဆိုပေမဲ့ချိန်သားတော့ဝက်သားကိုချိန်လို့ပေါ့နော်ဝက်သားကိုသုံးထားပါတယ်အဲ့မှာကျက်ဥအကောင်ကိုထည့်မယ်ပြီးရင်ကောမုတ်နှစ်စုံလောက်ထည့်မယ်ခရူးစီပဲငင်များကြီးစာအချိုမုတ်မကြိုက်ရင်တကြားပြီးတာနဲ့ငရုတ်ကောင်းထည့်ပြီးတော့နှံ့အောင်လို့မှွေထားပါမယ်ပြန်ကျမတို့ပျော့ပျော့ကြီးတိတ်မကြိုက်လို့အစားအကင်းလေးတုံးထားပါတယ် ပြီးရနဲ့ချက်စွပြုတ်ရည်တွေကိုခုနနေထားတဲ့အသားလုံးလေးတွေကိုကိုလိုချင်တဲ့ပုံစံအတိုင်းလုံးပြီးတော့15မိနစ်လောက်တခါတည်းထည့်ပြုတ်ထားရပါတော့။ဆိုတော့ချက်ပြုတ်ရည်နဲ့ဒီဝသားလုံးအသားလုံးပြုတ်ရည်နဲ့ပေါင်းလိုက်တဲ့အရာသာတကယ်တော်တော်လေးကိုဆောင်လုပ်ကောင်းပါတယ်။ဆိုတော့ဝသားလုံးလေးလည်းချက်လောက်ပြီးထင်တဲ့အချိန်မှာတပွဲစာပြုံမှုအတွက်ဒီခုနဟင်းရီအိုရီယန်နေပြီးတော့ဟင်းရီတပွဲစာရဲ့ပြီးတော့ဒီဝသားလုံးလေးရီခတ်ထုတ်ပြီးတော့ကြာစံကုစားချင်တဲ့လောက်ထည့်ပြီးတော့အရွက်တွေပြီးရင် คุณอ่ะอัจฉาแกบ่เนาะเป้ยะหลูหาลิแท้พี่รอเผ่ท่าได้เจ้าอนึ่งลิแท้ပြန်တော့အရန်အောင်မှအရသာရှိရဲ့ဂျီယိုလီယာပြီပေါ့နော်ပကံနဲ့ထည့်လိုက်တဲ့အချိန်မှာပုံနည်းနည်းလေးပြတ်သွားပြီမဲ့တော်တော်စားကောင်းပါတယ်အချင်းကတော့မရှိလို့ဒီပြန်နေငယ်စီပဲတုံးပြီးတော့စားလိုက်တယ်ပေါ့နော်ဗီဒီယိုကအရန်အောင်မှရှိသွားပြီမဲ့အဆုံးထိကြည့်ပြီလို့အရေးအတော်